ဂျပန်အာနာယညွန်ပေါင်းအစိုးရအဖွဲ့မှခိုမဲသူပါတီနှုတ်ထွက်ကဝင်ကြီးချုပ်ရွေးကောက်ပွဲမရေမရာဖြစ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်အာနာယညွန်ပေါင်းအစိုးရမှခူမတိုနိုင်ငံရေးပါတီနှုတ်ထွက်သွားခြင်းကနိုင်ငံရဲ့ခရက်ရိုက်ခတ်မှုတွေကိုပုံမိုးဆိုးရွားစေကဝင်ကြီးချုပ်အသည့်ရွေးကောက်ခြင်းမရေရာမှုအာနာလွှဲပြောင်းမှုအခြေအနေမြန်မာလာခြင်းတို့ဖြစ်လာစေချောင်းဂျပန်နိုင်ငံရေးသုံးသက်သူတအူးကဆိုပါအထိတ် အော်တိုဘားလာ၄ရက်နေ့ဂျပန်အာနာယလီဘရယ်ဒီမိုကရက်တစ်ပါတီ NDP ရဲ့ဥက္ကဋ္ဌသစ်စာနယ်ထားခိုင်းချီဖြစ်လာပြီးနောက်နိုင်ငံရေးအနေအထားပုံမိုလှုပ်ခတ်လာပါထင် NTP ကဝင်းကြီးချုပ်ရွေးကောက်ပွဲနေ့ကိုမတက်မတ်ရသေးပဲမိဖတ်ခုမဲထိုးပါတီကညွန်ပေါင်းအဖွဲ့ကနေနှုတ်ထွက်သွားပါတယ် NTP ကခုမထိုအပ်သူအပြုသဘောဆောင်လက္ခဏာများမပေးနိုင်တဲ့အတွက်ညွန်ပေါင်းပြိုကွဲရခြင်းဖြစ်တဲ့လို့ဂျပန်ဟိုဆေးတက္ကသိုလ်မှနိုင်ငံရေးသိပ္ပံပရော်ဖက်ဆာဟီရိုရှိရှိရာထိုရီကပြောပါတယ် NTP ကအခြေခံပြင်ဆင်မှုအတွက်ဘာအစည်းအဝေးမှမချပြနိုင်ကြောင်း NTP ဘက်ကရှုပ်တော်ပုံများကြောင့်ခုမတ်ထိုးပါဆိုချိုးများတက်ရောက်လာစေကြောင်းပြောပါတယ်။ အခုလိုခုမတ်ထိုးထွက်ခွာခြင်းခဝင်ကြီးချုပ်တစ်ဆန္နာပေးပွဲမှာပါမရေရမှုတွေထပ်တိုးလာနိုင်ကြောင်းလည်းပြောပါထိတ် NTB အနေနဲ့အတိုက်ခံပါတီတစ်ခုခုနဲ့လက်တွဲရှင်ထောင်းမဲပေးပွဲပထမအကြောကို အနိုင်ရဖို့အလွန်ခက်ခဲမှာဖြစ်တယ်လို့ခုမတ်ထိုးအနေနဲ့အခြားပါတီများနဲ့ပူးပေါင်းသွားပါကလိုအပ်တဲ့လူများစုမဲအရေးအတွက်ကိုကြော်လွန်သွားနိုင်တယ်လို့ပြောသွားပါတယ်လို့သိရပါတယ်ရှင်။